မေပြောချင်တာကတော့မေစုကိုဒီနေ့မွေးနေ့ဆိုလို့စူတော်မြစ်တာပို့ခြင်းတဲ့စိတ်ဓာတ်နဲ့အမေကြီးကပြောရမှာပါအမေကြီးကနေ့စဉ်နေတိုင်းလေပို့နေတာပါမြစ်တာတော့အမေစုကျမ်းပါပါစီချမ်းသာပါစီတဲ့တော်ရရရှိပါစီဆိုတာလေအမေကြီးကနေတိုင်းပို့ပါတယ်အခုလည်းအများရန်လည်းပို့ခြင်းနေတာပါအမေစုရဲ့နေ့ဟုတ်နေ့ဝမ်းမဲ့ဝမ်းသာနဲ့အမေအမေစုမြစ်တာပို့ပါတယ်အမေစုကခေါ်တာအမေစုကရှင်းနေငယ်ပါတယ်ဒီဒီရုပ်ကောင် 90ပြီတော့မှသူက80ကြီးမြန်မာနိုင်ငံမှာအမေစုအချုပ်နှောင်ကအများဆုံးလဲလွတ်ကင်းပါစေအန္တရာယ်ကင်းလို့ဘေးရှင်းပါစေမြန်မာတွေဆူတောင်းပေးပါတယ်ကြံ့ပါစေချမ်းသာပါစေအမိချစ်တဲ့အမေစုကီတူချစ်တဲ့အမေစု အမေကြီးကဆုမကောင်တောင်းလိုက်ပါပြီအန္တရာယ်ကင်းလို့ဘေးရှင်းပါစေတတ်တော်ရာကျော်ရှေးပါစေနော်